အန်ယူဂျီအနေနဲ့ဂရင်းဝမ်မကြည့်ပြနဲ့ခင်မွန်ဖြစ်သူတို့ကိုအာဂရီလိုက်စားမှုနဲ့တန်ကြားထားပါတယ်အန်ယူဂျီဝင်ကြီးချုပ်ရောအမြဲတမ်းဒရင်ဝမကြည့်ပြနဲ့ခင်မုန်းဖြစ်သူကိုညင်ညီမင်းတို့ကိုအဂရိလိုက်စားမှုအပါအဝင်အမှုလေးမှုနဲ့တန်းကြားခံနာရပါတယ်။မကြည့်ပြနဲ့ခင်မုန်းဖြစ်သူကိုအရေးယူပေးဖို့အန်ယူဂျီဝင်ကြီးချုပ်ရောမှလှုပ်လှုပ်ခဲ့တဲ့ဝန်ထမ်း၁၉ဦးကအန်ယူဂျီယာယီသမရ CIPH ဥက္ကဋ္ဌအန်ယူဂျီပြည်အောင်စုဝင်ကြီးချုပ်တို့ထံနိုဝင်ဘာလ15ရက်နေ့ကတန်းကြားထားတာဖြစ်ပါတယ်။ ။အန်ရှားချက်တွေထဲမှာမတ်တီပြားနဲ့ခင်မုန်းဖြစ်သူကိုညီညီမင်းတို့ဟာအခိလိုက်စားမှုလူအခွင့်ရေးချိုးဖောက်မှုအလွဲသုံးစားမှုဝန်ထမ်းတွေနဲ့တော်လိုင်းအစိုးရတွေပေါ်ဩဇာသုံးလွှဲမှုချက်လဲမှုတွေပါဝင်ပါတယ်။အန်ရှားစာမှာငွေအလွဲသုံးစားလွှဲမှုတွေမိသားစုဝင်တွေကိုရုံးအတွင်းမှာနေရာပေးမှုနဲ့လူကြီးတူကအစပညာပြမှုတွေနဲ့အခြားဝန်ထမ်းတွေကြုံတွေ့နေရကြောင်းမတ်တီပြားတို့လင်မယားကတော်လိုင်းကာလာတွင်အလွဲသုံးစားမှုအခိလိုက်စားမှုတွေကြောင့်တန်ကြားရတာဖြစ်ကြောင်းနဲ့ မကြည်ရွာလိုလင်မယားရဲ့လှုပ်ဆောင်မှုတွေကြောင့်နင်နာသူတွေကိုကူစားမှုတွေဆောင်ရွက်ပေးဖို့နဲ့ပါဝယ်ပေးမှုတွေပြုလုပ်ပေးရန်ဖော်ပြထားပါတယ်။တရားခဲ့သူတွေဟာ NUG ဝန်ကြီးချုပ်ရုံးမှ2022ခုနှစ်ကနေ2025ခုနှစ်ထိတာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဖြစ်တယ်လို့ဂျာယူတွေကလည်း12အတွင်းဝင်နေညွန်ကြားရေးမှူးလက်ထောက်ညွန်ကြားရေးမှူးကနေစပြီးရင်မောင်းထိပါဝင်နေပါတယ်။ NUG ဝန်ကြီးချုပ်ရုံးကဝန်ထမ်း19ဦးရဲ့တန်ကြားထားတဲ့တက်တီတွေကတော့ကိုရင်ညီမင်းကိုစီမံညွှန်ကြားတာဝန်ပေးထားပေမဲ့ဂူကိုင်းလုပ်ငန်းကိုဆက်လက်လှုပ်ဆောင်နေခြင်း တော်လိုင်းကလာအတွင်းမှာပဲဝယ်စည်းတဲ့ကလဝတ်ယတနာတွေတူနယ်ဦးကိုယာရုပေးပြီးငွေများချိမြင့်ပေးခြင်းဘဏ်အကောင့်တွေနဲ့ policy unit မှန်မှန်ငွေပေးသွင်းခြင်းအိမ်မွေးခွေးမွေးနေ့ပွဲကျင်းပခြင်းရုံးကအသုံးပြုပြီးအိမ်မွေးခွေးတွေနဲ့အတူလူငင်းခံထွက်ခြင်းဝန်ထမ်းတွေအပေါ်နဲ့ဌာနအတွင်းမှာဆက်ဆံပြောဆိုတာတွေနဲ့တမရရုံတွင်းမြုံကြီးရာချောင်းတွေပါဝင်ပြီးဘဏ္ဍာရေးကိစ္စတွေကိုလည်းစည်ရင်တိကျမဖော်ပြဘဲဆောင်ရွက်ကြခြင်းတွေဖြစ်တဲ့အကြောင်းတွေပါဝင်ပါတယ် ဒီလိုတိုင်ကြားမှုတွေကိုမကြည့်ပြဘက်ကတော့တိုင်ကြားချက်တွေကစနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတိုက်ခိုက်မှုတွေဖြစ်ကြောင်းနဲ့ NUG ဝန်ကြီးချုပ်ရုံးနာမည်တက်ပြီးလွဲမတဲ့စုစွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခိုက်ကြခြင်းဖြစ်တယ်လို့ပြောထားတဲ့အပြင်ဒီလိုတိုင်ကြားမှုကိုလက်မခံနိုင်တဲ့အကြောင်းသူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။အဲ့ဒီတော့လေတာဝန်ရှိသူတွေအနေနဲ့အစုံရမ်းစစ်ဆေးမှုတွေကိုအမြန်ဆုံးပြုလုပ်ပေးဖို့နဲ့မကြည့်ပြဘက်ကလည်းအပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ။စွပ်စွဲချက်တွေအကုန်လုံးကလည်းအချိန်မြင့်မရှိတဲ့စွပ်စွဲချက်တွေဖြစ်တယ်လို့သူမကဆိုပါရယ်။မန္တလေး PDF ကောင်းဆောင်တဲ့ဦးကိုတက်ပိုင်တမိုးကြီးဘန်နာပစ္စည်းတွေပြန်မအပ်တာကြောင့်ဖမ်းဆီးအရေးယူထားပါရယ်။မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်တဲ့ကုမုံတိုင်းနဲ့ကိုနိုင်ကြီးကိုတမိုးကြီးတက်ပိုင်ဘန်နာပစ္စည်းတွေပြန်မအပ်တာကြောင့်ဖမ်းဆီးအရေးယူထားပါရယ်။စီရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဘန္နာရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ကိုတာဝန်အားလုံးကရက်စဲပြီး လက်နက်ဖြုတ်သိမ်းအချုပ်ချထားတယ်လို့မန်လီ PDF ကဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာတရားဝင်ထုတ်ပြန်လာပါတယ်။တမိုးကြီးတပ်ပိုင်ဘန်နာပစ္စည်းတွေဆိုတာတပ်ဖွဲ့ကပန်ဆိုင်တဲ့ရွှေတွေဖြစ်တယ်လို့မန်လီ PDF နဲ့နှီးစက်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမန်လီ PDF အဖွဲ့ကတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။အဲ့ဒီတံမိုးကြီးတက်ပိုင်ဘန်နာပစ္စည်းတွေကိုတက်ဖွဲ့ရဲ့စီမီစီကန်လုံထုံးလုံလီတွေကိုချိုးဖောက်ပြီး တရားမဝင်ထုတ်ယူသွားခဲ့တာကြောင့်အမြန်ဆုံးပြန်လည်အနံမှုမန္တလေး PDF ရဲ့ဗဟုဥဆောင်ကော်မတီကဩဂုတ်လမှာဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့လည်းလက်ရှိအချိန်ထိပြန်လည်အနံလာမရှိတဲ့အတွက်တာမန်စီမင်းစည်းကမ်းချုပ်ဖောက်မှုအဆင့်ကနေကြီးမားတဲ့ပြည်မှုအမျိုးအစားအဆင့်ကိုရရှိသွားပြီဖြစ်တယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။အဲဒါကြောင့်မန္တလေး PDF အနေနဲ့စီယုံကျုပ်ကိုတင်ပြပြီးအခုလိုဖမ်းဆီးအရေးယူထားတာလို့ဆိုပါတယ်။ဖန်စီအရေးယူခံရတဲ့ကိုမုံတိုင်းရဲ့ကိုနိုင်ကြီးတို့ဟာတပ်ဖွဲ့ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့အတွက် အမှုကိုတပ်ဖွဲ့အတွင်းတာမန်မရှိရင်ပဲပြည်သူ့ကာကွယ်ရေးတပ်မတော်စေယုံကျုပ်ကဆုံးဖြတ်ဆောင်ရွက်နိုင်မှုအမှုတဲဖြစ်စဉ်ကိုတင်ပြထားတယ်လို့လည်းထုတ်ပြန်ချက်မှာရေးသားထားပါတယ်။အမျိုးသားရေးဆွံ့ရတဲ့တရားစွဲထားတဲ့တရုတ်ဆောင်အောင်ကိုမိုးကိုခြောက်နှံနှစ်နှစ်ချမှတ်ခဲ့ပါတယ်။အမျိုးသားရေးဆွံ့ရတဲ့တရားစွဲဆိုထားတဲ့တရုတ်ဆောင်အောင်ကိုမိုးကိုဒီကနေ့နိုဝင်ဘာလ22ရက်နေ့မှာနေပြည်တော်ဒက္ခိဏတီဝီမြို့နယ်တရားရုံးကနေအလုံးနဲ့ထောင်နှံနှစ်နှစ်ချမှတ်ခဲ့ပါတယ်။ 2024ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာပြုလုပ်ခဲ့တဲ့အကယ်ဒမီစုပေးပွဲမှာတရုတ်ဆောင်အောင်ကူမိုးရဲ့ဝေစာစီရင်မှုကဗုဒ္ဓဘာသာကိုစောက်ကားတယ်ဆိုပြီးတရားစွဲဆိုခံရတာပါ။တရားစွဲဆိုမှုကိုအမျိုးသားရဲ့အဆုံးရောက်အောင်ကျော်ဦးခေါ်မိုက်ကယ်ဆိုးကတရားလို ပြုလုပ်ခဲ့ပြီး2025ခုနှစ်ဖေဖော်ဝါရီ16ရက်နေ့မှာတရားစွဲဆိုခဲ့တာပါ။နေပြည်တော်ဒက္ခိဏတီဗီမျိုးတော်တရားရုံးကနေပုံမှန်295ကကြီးနဲ့ဆွဲချက်တင်ခဲ့ပြီးဒီနေ့မှာတော့အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ် တရားရုံးတစ်လျှောက်မှာနေပြည်တော်မှာရှိတဲ့အမျိုးသားရေးအစွန်းရောက်တွေကတရားလိုပြသက်သေတွေဖြစ်တရားရုံးကိုသွားရောက်ဖိအားပေးတာတွေလည်းရှိခဲ့ပါတယ်။တရားဆွဲဆိုသူအောင်ကျော်ဦးခေါ်မိုက်ကဲဆိုဟာဥက္ကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီရဲ့ AR တိုင်းမော်ဂျူမြွနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလည်းဖြစ်ပါတယ်။သူကရခိုင်ကလေးကအမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုတွေနဲ့စစ်တပ်ထောက်ခံပွဲတွေမှာတက်ကြွစွာပါဝင်လှုပ်ရှားခဲ့ဖို့သူလည်းဖြစ်ပါတယ်။တရားဆွဲဆိုခံရသူ fashion designer အောင်ကိုမိုးရဲ့ပွဲတက် fashion ဝစားဆင်ရမှုမှာ မြန်မာဘုံတစ်ခုကိုကိုင်းဆောင်လာခဲ့တာဖြစ်ပြီးအဆိုပါမြန်မာဘုံဟာဗုဒ္ဓဖရာရဲ့ဥပဘုံဖြစ်နေခဲ့တယ်လို့ဆိုကတရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။တရားစွဲဆိုခြင်းမခံရညီအင်တာဗျူးတစ်ခုမှာစေယုဆောင်အောင်ကိုမိုးကအင်းဝါခိကမင်းသားမင်းသမီးတွေရဲ့ပုံကိုဖန်တီးထားတာပါ။မြတ်စွာဘုရားရဲ့ဥကောင်းနဲ့တူတယ်ပြောကြတော့အယံလန့်သွားခဲ့တယ်။လိလံမှုအားနဲ့လိုပဲပြောရမှာပဲလို့ဖြေဆိုခဲ့မှုပါတယ်။ချောင်းမြွနယ်မှာနိုင်ဂျင်းတွေကိုတယ်ဆောင်လာတဲ့စစ်ကောင်စီကားနဲ့လုံခြုံရေးယူပေးနေတဲ့ကားတွေမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ ချောင်းမြို့နယ်အမှတ်3ပြည်တော်စုလမ်းမတနေရာမှာနိုင်ဂျီးရီးယားငါးကိုတယ်ဆောင်လာတဲ့စစ်ကောင်စီရဲ့ကားတစ်စီးနဲ့လုံခြုံရေးယူပြီးနေတဲ့ကားတစ်စီးကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။နိုဝင်ဘာလ19ရက်နေ့မနက်9နာရီဝန်းကျင်မှာချောင်းမြို့နယ်မြို့မရက်စကန်ကနေထွက်လာတဲ့နိုင်ငံရေးကျင်းသားငါးဦးတယ်ဆောင်လာတဲ့ကားနဲ့လုံခြုံရေးယူပြီးနေတဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ချောင်းမြို့နယ်ပကဖကထုတ်ပြန်ထားပါတယ်။တိုက်ခိုက်မှုကြောင့်နိုင်ငံရေးအကျဉ်းသားတအုပ်ကိုကယ်တင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ အဆိုပါနိုင်ငံရေးအကြီးအကဲက6မြို့နယ်ပကဖလက်ရုံးစစ်ကြောင်းမှာ2022ခုနှစ်တုန်းကမျိုးပြစစ်စင်ရေးလှုပ်ဆောင်နေတဲ့ဖန်စီခံခဲ့ရတဲ့ရဲဘော်နဲ့ဆိုင်ခေါ်မုံညိုဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုကို6မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့6 Gorilla Force 6မြို့နယ်ပကဖလက်ရုံးစစ်ကြောင်း6 Special Attack Force မကွေးခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ခွဲကနဲ့ Tiger Fighter Force စတဲ့အဖွဲ့တွေကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြောင့်နှစ်နှစ်အရွယ်ကလေးငယ်တအူသေဆုံးခဲ့ပါတယ်။ဖားကက်မှာ စစ်ကောင်စီတပ်ဗျူဟာကုန်းကနေအရက်သားတွေနေထိုင်တဲ့ရပ်ကွက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ခလင်းငယ်တဦးသေးဆုံးပြီးအရက်သားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိုင်းတောင်ကျေးရွာကိုစစ်ကောင်စီတပ်ရဲ့ဗျူဟာကုန်းနဲ့မရှိကထောင်ရပ်ကွက်ကနေလက်နက်ကြီး၁၀လုံးကျော်ပစ်ခတ်ခဲ့တယ်လို့မနေ့ကနိုဝင်ဘာလ20ရက်နေ့ည7:00နာရီကျော်လောက်မှာစစ်တပ်ကတိုက်ပွဲဖြစ်ပေါ်လာမှရှိပြီးအကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီပစ်ခတ်ခဲ့တဲ့လက်နက်ကြီးဟာ ဖားကမ်းမြို့ဆိုင်းတောင်ကျေးရွာရက်ွက်တင်းနဲ့ရက်ွက်သုံးနဲ့ကြားရောက်ပတ်ဝဲခဲ့ပြီးမိသားစုနှစ်စုထိခိုက်ခဲ့တယ်လို့အသက်နှစ်နှစ်အရွယ်ကလေးငယ်တယောက်လည်းသိဆုံးရပါတယ်။ဖားကမ်းမြို့ဟာလက်ရှိစည်ရေးရမတည်ငြိမ်တဲ့အခြေအနေမှာရှိပြီးအမြဲလိုလို drone လက်နက်ကြီးလေကြောင်းတို့နဲ့တိုက်ခိုက်ခံနေရပါတယ်။တရတော်ကျေးရွာကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရကြောင်းအသက်မပြည့်သေးတဲ့ကလေးတအူးတည်ပြီးနှစ်ဦးတန်ရာရရှိခဲ့ပါတယ်။ ုတ်တွင်းမြို့နယ်တရရတော်ကြီးရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်မပြည့်သေးတဲ့ကလေးတဦးသေဆုံးပြီးအမွာကလေးနှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ပဲခူးလိုက်အုတ်တွင်းမြို့နယ်တရရတော်ကြီးရွာကမင်္ဂလာဆောင်အိမ်ကိုဒီကနေ့နိုဝင်ဘာလ22ရက်မနက်9:40အချိန်မှာစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ဒေသခံသတင်းမီဒီယာတွေကဖော်ပြထားပါတယ်။မင်္ဂလာဆောင်အိမ်ကိုကျဲချတိုက်ခိုက်ခဲ့ပေမဲ့ဒေပဝင်းကျင်ကိုပါအကြောက်ပောက်ခွဲတာကြောင့်အသက်16နှစ်အရွယ်မချမ်းမီမီအောင်သေဆုံးခဲ့ပါရယ် ဒါပြင်အသက်၁၀နှစ်အရွယ်အမွာကလေးတွေဖြစ်တဲ့မာယူမီမီအောင်နဲ့မာယူမီမီစောတို့လည်းတန်ရာရခဲ့ပါတယ်။နိုဝင်ဘာလ၁၆ရက်နေ့ရုံးမှာလည်းပေါက်ခေါင်းမြို့နယ်ကျုပ်ပင်ဝိုင်းရွာကမင်္ဂလာဆောင်အဲကိုစစ်ကောင်စီကပုံနှလုံးလက်နက်ကြီး၃လုံးကဲချတိုက်ခိုက်ခဲ့တာကြောင့်အသက်၃၅နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ပါတယ်။ညောင်မြို့နီးကဘောင်းတို့ကျေးရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ညောင်မြို့အနီးကဘောင်းတို့ကျေးရွာကိုမနေ့ကနိုဝင်ဘာလ၂၀ရက်နေ့ညနေ၄နာရီအချိန်မှာစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။ ဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆိုပါတိုက်ခိုက်မှုကြောင့်ကြည်ရော်ကနွားနှကောင်တိတ်ဆုံးခဲ့ပြီးနှကောင်တန်ရရခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ25ရက်နေ့ကလည်းမြောက်ဦးမြို့တိုင်းကြီးရုပ်ကွက်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့လို့အရဲသားပြည်သူ25ဦးတိတ်ဆုံးပြီး18ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကအာရခတတော်အေအေးထိန်းချုပ်ရာနှွေးနယ်တွေကိုဘုံကျဲတိုက်ခိုက်မှုတွေမကြာခဏတိုက်လုံနေတာကြောင့်ဒေသခံတွေကစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေနဲ့နေထိုင်နေကြရပါတယ်။ မော်ချီကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ6ဦးသေဆုံးခဲ့ပါတယ်။မော်ချီမြို့ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ပြည်သူ6ဦးသေဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့လေတပ်ကကီအန်ဒီတီနယ်မော်ချီမြို့ကိုဒီနေ့နိုဝင်ဘာလ22ရက်နေ့မနက်ပိုင်းမှာလေကြောင်းကနေ၃ကြိမ်ပုံကျဲခဲ့တာဖြစ်တယ်လို့ဒေသခံတအူးကတီအမ်မီဒီယာကိုပြောပါရတယ်။အရေးသားထောက်ရောက်သေးသွားပါတယ်။တပုံကတော့ရထားတယ်။၃ခါကျဲသွားတာ အရင်ကလည်းခဏခဏကျဲဥတယ်လို့မော်ချီမျိုးအနီးကကျေးရွာသားတို့ကပြောပါရယ်။ဩဂုတ်လ18ရက်နေ့တုန်းကလည်းစစ်ကောင်စီကမော်ချီမျိုးကိုပုံကျဲခဲ့ရာကြောင့်ဒေသခံပြည်သူ24ဦးထိတိစုံခဲ့ပါသေးရယ်။